အားလုံးမင်္ဂလာပါတဲ့တစ်ပိတ်တဲ့ပြင်နှစ်ပြင်သုံးပြင်လေးပြင်ဆင်းလိုက်6ထိတဲ့တက်သွားလဲတင်းနေ3 4 5 6 9 8တစ်ပိတ်တဲ့6ထိတဲ့တပြင်နှစ်ပြင်သုံးပြင်လေးပြင်တူတူတက်သွားလိုက်တစ်ပိတ်6ထိဖြစ်နော်တစ်ချောင်းတစ်ချောင်း ဟုတ်ပြီကျွန်တော်အဲ့ဒီမှာပြတယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်သွားလိုက်ခုနှစ်ချိန်နော်ခုနှစ်ချိန်သွားလိုက်ခုနှစ်ချိန်သွားပြီတပင်နှစ်ပင်သုံးပင်လေးပင်၅ပင်၆ပင်သူကအပင်ရေတော့မရှိဘူးပြကျွန်တော်တို့ဒီလိုတွက်ကြည့်လာဒီမွေးကနေ61ထောက်ခဲ့တဲ့ခွန်အဲ့ဒီ6ကြောင်သူကဒီခွန်6ခွန်ဆိုတဲ့ကနန်းထွက်ချင်တာဒီ1နဲ့6တဲ့ထောက်တဲ့ကနန်း ပါဝါတသုံးဒါပေမဲ့ပေါင်းရင်ခွန်ခွန်ရဲ့နှက်ခတ်တုံညာအဒီကနန်းအောင်နေတာဒီကနန်းအောင်မှုအတွက်ကိုဒီကိုးရဲ့ဒီကိုးရဲ့ဒီခွန်ရဲ့ကို15လို့ချုပ်ပြီးမှဒီနှလုံးကရှေ့ရဘလို့ရရရိုက်လို့ရတယ်6ခွန်ခွန်6အဲ့ဒါတပတ်ပြီးသွားပြီနော်တခေါက်တပတ်အပြီးတူလိုပဲတူတူပဲဒီတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်သွားလိုက်ဒီ16ကနေ9ပင်သွားလိုက်သွားပြီးအပေါ်မှာကြည့်လိုက် ဒီ6ရဲ့ဒီ2ရဲ့ဒီ9ရဲ့15လို့ဖြတ်ပြီเนาะဖြတ်ပြီဆိုရင်ဒီ6နဲ့ဒီ1နဲ့ဖြစ်ခဲ့တဲ့ခုံတုံညာပရေလို့ဟောနေတာအဲ့မဲ့အောင်းနဲ့ကနန်းက96ခုံဒီမှာအောင်းနာ96ခုံဟုတ်ပြီเนาะအဲ့ဒါဆိုဒီမှာကြည့်လိုက်ဒီကောင်ဖြစ်ပြီးဒီ6တက်ဖြစ်ပြီးတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်အတူတူပဲเนาะအဲ့ဒီမှာစပြီးရ6ထည့်ပြီးရ2ခါပြီးရခုံပြေးလိုက်မယ်ဗျာ နော်6ထိပ်နှစ်ခါခွန်ပိတ်လိုက်15ဖြတ်ပြီ15ဖြတ်ပြီဆိုရင်ဘယ်လိုထိုးမှာတော့6ခွန်ခွန်ခွန်6ခွန်ခွန်နော်မြန်ကြီးလို့ခွန်လေးခွန်လေးဒါ6နော်6ခွန်ခွန်ခွန်6ခွန်ဘာလို့အဲ့လိုရေးရလဲဆိုတော့ ဲ့လိုဖြစ်ပြင်ဒီသုံးလုံးကိုးလာဒီသုံးလုံးငါကိုးကိုးခွန်ငါငါပြီးလို့ရှင်တို့တယ်မယ်ဒီကနန်းထွက်ခိုင်းတာဘာလို့လဲဒီတက်နဲ့ချောင်းနဲ့ပေါင်းဝတဲ့ခွန်ခွန်ရဲ့နှက်ကသုံးရပါလိမ့်ဒီကနန်းမထွက်ရမှာသူ့ကြည့်လိုက်ချောင်းနှစ်ခွန်25ဖြစ်ပြီဖြစ်တော်နေတဲ့ပိုင်းနဲ့ဒါပဲထွက်ရမှာ 6.6ဘူးလေးပဲထွက်ခွန်6ခွန်ဘူးလေးထွက်ခွန်6ခွန်ထွက်အဲ့ဒါဆိုရင်6နှစ်ခွန်5ပြီ5ပြီဆိုရင်ဒီကောင်ထွက်ကဲအားလုံးပေါက်ကြပါလိမ့်ရဲ့